သူများကြီးမှအလုလာလောရတာဖြစ်တဲ့အတွက်ကအားငယ်တယ်စနိုးကကြောင့်မဟုတ်ဘူးမမနန်းကအလုသမားမဟုတ်ဘူးမမနန်းကဘသူမှအလုချုပ်လို့မရဘူးသူကကိုယ်ကိုရိုက်နေတောင်မှတခါရဲဟိုဟာအန်တီမတ်လက်တွေဆွဲဖယ်တာတော့ဘာလို့သူကအရန်အားကိုးကျင်စရာကြီးတော့ပြက်နေစနိုးကအချုပ်ပန်လေးအရန်ရှစ်ကြမမနန်းဝယ်ယူလိုက်တော့ မဟုတ်ရင်တော်တော်ဘားတွေကိုဘယ်နှချက်မှမသိချခံရပါဘူး။ဘားတူတာပေါ့။စိုင်းနေဇိုရစ်စိုင်းနေလဲတူတယ်။ရက်ကလည်းကက်ရက်ဆိုတော့ဒါမဲ့မတူတာတခုကကြတော့သူကကြတော့အေးစေးနေရကိုကကြတော့အဲ့လိုမျိုးရှက်သွားကျင်တာတည်ရမလား။ကောင်းတဲ့ character ရိုက်တော့ကြတော့အကုန်လုံးကအကောင်းပဲပြောကြရဲ။အဲ့ဒီအရှုံးမဲ့နိုင်နေမှာကြတော့တနက် character ကြတော့နည်းနည်းဗီလိန်ပေါ့နော်။အယမ်းမှွေတဲ့ဗီလိန်ပုံစံမျိုးဆိုတော့ ဟိုလူတွေကဇက်ကားတွေကဇက်ကောင်ပြောတာထက်အပြင်မှာအဲ့လိုဟိုပတ်စင်တဲ့ attack လုပ်တဲ့ပုံစံမျိုးပေါ့ဟိုတနက်မျက်နှာကိုဆိုလို့ရှိရင်လည်းဟိုတခေါမာတို့အတံမဲမာတို့တည်ရမလားရုပ်ကွာစက်တီမရှိဘူးတို့နေ့မျက်နှာမြင်ရတာဟိုကအကုသူများတယ်ဘိုင်းအဲ့လိုမျိုးပြောကြရပါတော့ခါကြိုင်ကိုကလေအရန်ဝမ်းနေတည်လားဟဲ့ငါတကယ်ပဲတွားရီခေါ်နေရလားငါတကယ်ပဲတားရီမဲနေရလားပေါ့နော်အဲ့လို တနန်းကိုနနန်းဆိုပြီးတော့မြင်မိရတဲ့အတွက်အရန်ပျော်ပါတယ်။ဟို TikTok ဖွင့်လိုက်ရင်လည်း comment တွေမှာဟာနနန်းချစ်စရာလေးနနန်းဟိုမျက်နှာလေးကအေးချမ်းနေရပဲဆိုကိုယ့်လူစားကိုယ့်အကောင့်ပြောရင်တော့ပျော်တာပဲလीနော်။အဲ့လိုမျိုးလေးတွေအတိမတ်ပြုပေးတဲ့အတွက်လည်းအရန်ဝမ်းသာတယ်အရန်လည်းကြည့်ကြည့်တင်ပါတယ်။ငယ်မွားညီမလေးကကြတော့ "तू ကအပြင်မှာလဲရှမ်းလူမျိုးလေးရှမ်းလူမျိုးနာမည်မြန်လို့ဆိုတော့ तू ရှမ်းပြီးတော့တဒက်လေးလေးပါတယ်ဆိုတော့ အာကြီးတဲ့ခါကျတော့မှတန်းတက်တက်လည်းမပါတော့တက်တက်လည်းမပါတော့ရပြင်ဟိုမျက်လုံးကလည်းနေပြူပြီးအိန္ဒိယမျက်နှာကျလိုမျိုးဖြစ်သွားတဲ့ခါကျတော့ငယ်ဘွားနဲ့ကြီးဘွားကြည့်လိုက်ရင်တော့ဖြတ်ကလေးကြည့်လိုက်ရင်တော့တူတူလိုထင်ရတယ်ဒါပေမဲ့မတူဘူးဖြစ်သွားတာပေါ့နော်အဲ့ဒီအပေါ်လည်းတော်တော်များပြောကြဟမ်းနဲ့ငယ်ဘွားတော့ကကျတော့တက်ပါပြီးတော့ကြီးရောကျတော့တဲ့သွားတွေကဘယ်ရောက်သွားလဲဆိုတော့တန်းတန်းလေးပြန်ကြည့်လိုက်ပါရဲ့မဟုတ်ဘူးလို့အဲ့ဘရစ်တက်လိုက်လို့လို့သွားပြန်ကြည့်လိုက်တာလို့ အာကောင်းတဲ့ character ရိုက်တော့ကြတော့အကုန်လုံးကအကောင်းဝင်ပြောကြရဲအဲ့အရှုံးမဲ့နိုင်တဲ့မှာကြတော့တနက် character ကြတော့နည်းနည်း villain ပေါ့နော်အရန်မှွေတဲ့ villain ပုံစံမျိုးဆိုတော့ဟိုလူတွေကဇက်ကားတွေကဇက်ကောင်ကိုပြောတာထက်အပြင်မှာအဲ့လိုဟို personal attack လုပ်တဲ့ပုံစံမျိုးပေါ့ ဟိုတနက်မျက်နှာကိုဆိုလို့ရှိရင်လည်းဟိုတခေါ်မာတို့အတက်မဲမာတို့သိရမလားရုပ်ကွာစက်တီမရှိဘူးတို့နေ့မျက်နှာမြင်နေရတာကအခုတူများတယ်ဘိုင်းအဲ့လိုမျိုးပြောကြတယ်ဗောနော်ခါကြီးကြိုင်ကိုကလေအရန်ဝမ်းနေတီလားဟဲ့ငါတကယ်ပဲတွားရီခေါ်နေရလားငါတကယ်ပဲတားရီမဲနေရလားဗောနော်ဒါပေမဲ့ကို့အနာမှရှိရသူတွေကပြန်ပြီးမဟုတ်ဘူးသူတို့ကဇက်ကောင်ကိုမုန်းတာအဲ့ဒါကြောင့်မလို့ကိုကတခါမှဗီလိန်မရိုက်ဘူးရဲ့ခါကြတော့အဲ့လိုမျိုးမြင်လန်းရတဲ့ခါကြတော့စိတ်ထဲတော့တမျိုးတော့ဖြစ်တာဗောနော်စိတ်မကောင်းတော့ဖြစ်တာဗောဒါပေမဲ့ အာအကုန်လုံးကလည်းမဟုတ်ဘူးဒါဇက်သေးရဇက်ကောင်ကပြည်ပြင်လို့နေအဲ့လောက်ပြောခံရတာဆိုပြီးပြောတော့နည်းနည်းတော့ခံတာပါဗော ကျုပ်ပြိသက်တရားလည်းအဲ့လိုမျိုးရှိပါတယ်အာရှေ့ကားမှာတော့ရဲမုံဖို့ကောင်းတယ်ဒါပေမဲ့ဒီကားမှာတော့ချစ်ဖို့ကောင်းတယ်နောက်ဆိုလို့ရှိရင်အဲ့လိုကာရက်တာလေးပဲရိုက်ပါဗီလင်ကန်းတွေမရိုက်ပါနဲ့လို့ပြောတဲ့ပြိသက်တွေလည်းရှိရယ်ပေါ့နော်အာဒါပေမဲ့တနန်တေးဥဆောင်တယောက်ဖြစ်တဲ့အတွက်ကိုကိုပေးလာတဲ့ဇက်အပေါ်ကိုကိုကသွားပြီးရွေးချယ်လို့မရသေးဘူးလေအာကိုကိုပေးလာတဲ့ဇက်ကိုကိုကအကောင်းဆုံးလုပ်ရမှာဆိုတော့ဗီလင်ပဲဖြစ်ဖြစ်ကောင်းတဲ့ကာရက်တာပဲဖြစ်ဖြစ်ဘလို့ဇက်ကောင်းဖြစ်ဖြစ်တနန်ရိုက်ရမှာပါပဲအဲ့ခါကျရင်လည်းဗီလင်ရိုက်ရတဲ့ခါကျရင်လည်းပြိသက်အရင်မမုန်းမဲနဲ့ဇက်ကောင် င်ဝယ်မုံပြီးတော့အပြင်ကတန်တန်းကိုမမုံမဲနဲ့ကြိပေးပါလို့ပြောချင်တာပါအမတ်တရားတွေကတော့အများကြီးပဲတန်တန်းတို့ရိုက်တဲ့ကာလကလည်းလီလာလောက်ဆိုတော့လေအများကြီးပဲအိတ်ထဲမှာမှမမဲရအဖြစ်ဆုံးဆိုလို့ရှိရင်ဒီကားရဲ့ကက်စတင်ပေါ့နော်ဒီကားရဲ့ကက်စတင်ကအာတလာပိုင်း9ရက်နေနဲ့6ရက်နေမှာလောက်တာအာတန်တန်းဘတ်ဒေးကလည်းတလာပိုင်း9ရက်နေတန်တန်းတန်တန်းဘတ်ဒေးမှာကက်စတင်ဝင်ရတယ်လို့ဖြစ်တာ အာ9ရက်နေ့ကတနက်မွေးနေ့6ရက်နေ့ကရမုတ်မွေးနေ့အဲ့တော့နှစ်အောင်လုံးအတွက်ဒီကားမှာအရွေးခံရတဲ့ခါကျတော့ birthday present ရလိုက်တယ်လို့ပဲပေါ့နော်ကောင်မလေးနှစ်ယောက်က birthday မှာမပြောနိုင်ဘူးဒီမှာ casting ကဝင်နေကငိုလိုက်ကြီးလိုက်နေဟာ script တွေကလည်းကြက်ရတယ်ဟေးတယောက်ပြီးတယောက်နဲ့ဝင်ရတာ ဘတ်ဒေးမှာပျော်ခွင့်မရှိလိုက်ဘူး။ငါရဲ့ချပြက်ကပရီကွန်နေနှစ်ပဲกว่า။ငါတူတာပေါ့ဆိုင်းနေဇိုရင်ဆိုင်းနေလဲတူတယ်။ရက်ကလည်းကက်ရက်ဆိုတော့ဒါပေမဲ့မတူတာတခုကကြတော့သူကကြတော့အေးစေးစေးနေရကိုကကြတော့အဲ့လိုမျိုးရှက်သွားကျင်တာတည်ရမလား။ညဘယ်တော့မှတနေရာမှာငငိမ့်မနေဘူး။ဟိုနေမှာတရက်ရရဖြစ်တဲ့အတွက်ကြောင့်မလို့ပင်မန်းနေပင်မန်းနေသူကပင်မန်းရင်သူကအပြည့်အဝအနားယူရဲလူမျိုးအခန်းထဲမှာသူကသူရုပ်ရှင်ကြည့်ရဲမုတ်စားရဲသူကသူအေးစေးနေရကိုကကြတော့မဟုတ်ဆိုင်ကတည်းကနေပတ်နေရအပင်တရား ကိုမမောင်းတတ်ပေမဲ့မောင်းတတ်တဲ့လူတွေကိုချော်ဆွဲခေါ်ွားပြီးတော့ပတ်တယ်ဟိုဂျောင်ကျိုးဂျောင်ကြားတွေတွားတယ်မုတ်ဆိုင်တွေရှောက်ရှာစားတယ်ဈေးတွေပတ်တယ်အဲ့လိုနေတဲ့သူမျိုးအဲ့ဒီနှစ်ခုကတော့မတူဘူးပေါ့အရင်အရင်အဲ့လိုမျိုးကြီးဟိုလိုမျိုးအကြိုက်တွေအရင်တူနေရတော့ဘာလို့လဲမရှိဘူးပေါ့ဒါပေမဲ့ဟိုဘုံပေါ့ကိုတော်ရုံမကြိုက်တဲ့ဟာသူလည်းမကြိုက်ဘူးအာသူကြိုက်တဲ့ဟာဆိုကိုလည်းသဘောကျတယ်အဲအဲ့လိုမျိုးပေါ့ဟုတ်တယ်အစ်ုပ်ပန်လေးအရင်ရှစ်ကြမနောင်ဝယ်ယူလိုက်တော့အာငငယ်လေးတည်းကသူက တူတူကြီးခဲ့ရလဲဖြစ်တယ်ပြီးတော့နနန်းကသူ့အမေနဲ့နေရလို့ရှင်အိမ်မှာဟွာပေါ့ငငယ်ရအလုတ်သမားဖြစ်တဲ့အတွက်စင်းစင်းရဲနဲ့နေရမှာဟိုမှအာစနိုးရဲ့အဖွာတီတီချူပြုံးပေါ့နော်တီချူပြုံးကနေခေါ်လာပြီးကောင်းကောင်းနေကောင်းကောင်းစားပြီးတော့မှစနိုးနားမှာပဲအဖို့ပြုတ်ပေးရတာဖြစ်တဲ့အတွက်စနိုးကသူ့ရဲ့ကျေးဇူးရှင်ဆိုလဲဟုတ်တယ်ဟိုတူတူကြီးလာတဲ့မိန်းကလေးအဖို့ဆိုလဲဖြစ်တယ်အဲ့ဒီဟာကြတော့စနိုးရဲ့ကောင်းခြင်းဆိုခြင်းနေအကုန်လုံးကို तू က မြင်နေရတဲ့ခါကျတော့စနိုးကိုတကယ်ကိုကိုညမလေးတယောက်လိုကိုချစ်သွားပေါ့နော်နန်းချိတ်ကြီးကကိုကကျတော့အာသူများကြီးမှအလုလာလောက်ရတာဖြစ်တဲ့အတွက်ကအားငယ်တယ်စနိုးကကျတော့မဟုတ်ဘူးမမနန်းကအလုသမားမဟုတ်ဘူးမမနန်းကဘသူမှအလုချုပ်လို့မရဘူးသူကကိုကိုရိုက်နေတောင်မှတခါတည်းဟိုဟာအန်တီမလက်တွေဆွဲဖယ်တာတော့ဘာလို့သူကအရန်အားကိုးကျင်စရာကြီးရောပြက်နေစနိုးကမဟုတ်ရင်တော်တော်ပါးတွေကိုဘယ်နှချက်မှမသိချခံပါဘူးဟုတ်တယ်အလုပါထုံးထုံးအထုပ်လေးကန်ဟိုင်ကိုကထွက်သွားမှာစနိုးဝိုက်ပြီလားနဲ့အခုကသူကယ်လို့ အဲ့ကြောင့်မလို့လေသူ့ကိုပို့ပြီးတန်ရောစင်ဖြစ်လို့မောင်ဆိုင်နဲ့တောင်မှဟိုဟာဖြစ်ပြီးတော့မောင်ဆိုင်ရဲ့အချစ်ကိုတောင်မှကလက်မခံဘူးလေသိရမလားအမေကလည်းယောက်ျားပေးစားမယ်ဆိုပြီးတော့အိမ်ပြန်ခေါ်သွားသေးတယ်လေတခါဒါပေမဲ့ကိုကစနုံးနောက်မှာပဲနေစင်လို့ဆိုကပြန်လာဟုတ်တယ်ဝေခွဲများရဖြစ်နေပြီသိရမလားဟိုကိုကရင်ခုန်တက်ခါစားပါတော့เนาะအဲအဲ့လိုမျိုးအရွယ်လေးလေးရောက်လာတော့ကိုက င်းလဲရှင်ခုံကျင်နေဒါပေမဲ့အာဒီအိမ်မှာဖြစ်ပျက်နေရဲ့ပြဿနာကြီးအကုန်လုံးကိုကအစာဆုံးမြင်နေရတဲ့ခါကျတော့စနိုးကိုလည်းဒီမှာတယောက်တည်းကြီးလည်းမထားခဲ့နိုင်ဘူးအဲ့လိုမျိုးကြီးဖြစ်တာပေါ့อืมကိုကတော့ ဒီနန်းချယ်ရီနေရာကြည့်ရင်ဘာပဲဖြစ်ဖြစ်နေနေရသူ့ကိုငငယ်လေးတွေကဒုက္ခတွေပေးလာလေတမျိုးပြီးတမျိုးစိတ်နောက်ရက်တွေပေးလာဆိုတော့ဟိုသူ့ကိုစိတ်ချမ်းသာအောင်ပြောအောင်ထားပေးနိုင်တယ်ကိုတီချီဦးနဲ့ပဲသဘောတူတာပေါ့နော်နည်းနည်းရှုပ်ချင်နေပြီရှုပ်ချင်နေပြီຫນွယ်ရောက်လာတော့ तू ကရှုပ်ချင်နေပြီကိုညမလေးကခံစားနေရပြီလေအဲ့လိုလည်းဖြစ်စေခြင်းဟိုနေနေရလည်းသူ့ကိုဒုက္ခတွေပြီးတော့ရှုပ်ပါတယ်ကိုပဲယူလိုက်တော့မနာမည်ယူလိုက်တော့အာတာနေရဆိုတော့မနာမည်ဆွဲတင်လိုက်တော့ ကာရီတာအရကိုရီပြင်ပန်းနေဆိုတာဟိုဟာ နေနေတို့စနိုးတို့မမိပါဘူးသူတို့ကတကယ်စိတ်တွေနှစ်ထားရတာပေါ့နော်အဓိကအရင်တော့ကလည်းတကယ်တရုတ်ဆောင်ကြီးတွေရိုက်ထားတဲ့ကားဖြစ်တဲ့အတွက်သူတို့စီရောက်တော့မှကားကဟိုမကောင်းဆိုတာပြောမခံအောင်ကိုယ်တွေစူးစမ်းတာတစ်ခုသူတို့ကပို့ပြီးတော့စူးစမ်းထားရတာပေါ့တဘောကြတဲ့အဲ့လိုမျိုးဟိုအဝတ်အစားအပြင်အဆင်စက်တင်ပိုင်းနေရအစား series ဖြစ်သွားတဲ့အတွက်အကြာကြီးလည်းကြည့်ရတယ်လीဆိုတော့အကုန်လုံးတဘောကြပါတယ်အရင်တော့ရိုက်ထားရလဲအရန်ကောင်းတယ်ဒါပေမဲ့ ဒီဘက်မှာပြန်ပြီးတော့ဟိုပြန်ပြီးတော့စမ်းတစ်ပြီးရိုက်တာကလည်းဒီလိုမျိုးဟို taste တမျိုးပေါ့တူတော့မတူဘူးပေါ့ဇက်လန်ကြောယူခြင်းတော့တူတယ်ဒါပေမဲ့ဒီဟာကိုကြည့်ရင်ဒီလိုအရသာလေးတမျိုးပေါ့အဲအဲ့လိုမျိုးပိုပါနိုးသူနိုးဆိုကိုနိုးပဲဒါပေမဲ့ကိုကကြတော့အရင်နဲ့ ပြန်ခံမပြောရဲဘူးလေကိုကတို့ရင်ကအလုတမားဆိုတော့စနိုးမာတလောက်လည်းမမာရဲဘူးပေါ့ဒါပေမဲ့သူတို့ကိုအဲ့လိုမျိုးစောင့်ကြည့်တယ်ပြီးရင်သူတို့ဘာကြီးလုံနေလဲပေါ့ပြီးရင်တူ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 နဲ့အာစနိုးကိုသွားပြီးအတင်းနေသွားပြန်တုတ်တယ်အဲ့လိုမျိုးပေါ့တကယ်တော့ခက်ခဲပါရဲ့ဘာလို့ဆိုတော့မဂရီကအရန်တဘောကောင်းတယ်လေအပြင်မှာလဲကိုရီအဲ့လိုမျိုးဟွာဖြစ်တဲ့အခါကျတော့ တို့မုံမှုဆိုတာဟိုအပြစ်မှလည်းတကယ်ပေါင်းနေရယ်စိတ်ထားကောင်းနေဆိုတာသိရတဲ့အခါကျောင်းမုံမှုကခတ်ပါရယ်အဲဒါပေမဲ့တကယ်တမ်းအွန်စင်းပေါ်ရောက်တဲ့အခါကျတော့ဟိုအကြည့်တွေအားစမတူတော့ဘူးလေမတူတော့အလုတ်ကအလုံးနဲ့တူအောင်လှုပ်ရတဲ့အတွက်တော့အဆင်ပြေပြေလုပ်နိုင်ခဲ့ပါတယ်။အမရမ်းတော်တယ်လို့တနန်းပြောချင်တယ်။ဘာလို့ဆိုတော့အပြင်မှာအဲ့လိုမဟုတ်ဘူး။အပြင် character နဲ့လုံးဝဆန့်ကျင်ပန်းမဂရိတ်အပြင်မှာအရန်သဘောကောင်းပြီးတော့တွတ်နေသူအေးဆေးနေတာ။ဒါပေမဲ့ဇက်ကားထဲမှာကျတော့လုံးဝ ကိုရီးယားကားတွေကအဲ့လိုဗီလိန်မမာကြီးလေးတည့်ရမလားလုံးဝထန်နဲ့မန်နဲ့မျိုးလုံးကြည့်ရစားပို့စတိုင်းရဲ့ကွန်မန့်အတိုင်းမှာမက်ဂရိတ်ကိုမကောင်းပြောတာတာတွေပဲမြင်ရတော့မက်ဂရိတ်ကိုဟိုကွန်ဂရက်ဂျူရှင်းတော့လုတ်ချင်တယ်တည့်ရမလားသူ့ character ပြင်လို့သူအရန်ဆဲခံရတယ်ဒါပေမဲ့မက်ဂရိတ်ကအပြင်မှာအဲ့လိုမဟုတ်ပါဘူးလို့ပြောချင်ပါတယ်အမေ့ အမကတော့ရိုင်းတော့သူစိတ်แท้แท้တော့မှာမဟုတ်ဘာလို့လဲဆိုတော့ဒီဇက်ကိုသူရိုက်မယ်ဆိုပြီးလက်ခံလိုက်တဲ့အခါသူဘလောက်ထိအပြောခံရနိုင်မယ်ဆိုတဲ့အတိုင်းကြတော့ဒီကောင်ကမှသိပြီးသားဖြစ်မှာပါအဲ့တော့အမကအရင်တော့သူ ရင်ထဲထဲတော့မှာမဟုတ်ဘောเนาะ तू ဇက်ကောင်ပြည်ပြင်းမှုကိုပဲ तू iron site တာဆိုတော့အဲကြောက်နေရတယ်စနိုးမရှိလို့ရှင်တည်ရမလားစနိုးမရှိရင်ကိုယ့်ကိုအိမ်မွားနေထုတ်ဆွဲပြီးသွားတော့ဆိုပြီးလုံမဲ့သူတွေကြီးပဲတည်ရမလားအဲ့တော့ကိုကစနိုးနာမှာကုတ်ကပ်ပြီးနေရဝမ်းတာပါရဲ့တနန်းတို့အားလုံးတူတူစူးစမ်းထားရဲ့ဇက်ကားလေးပေါ့เนาะအကောင်လုံးတက်မီလိုင်းကြီး crew တွေ production team တွေအကောင်လုံးစူးစမ်းထားရဲ့ကားလေးอ่ะဒီလိုမျိုးဟိုအွန်အဲလွှင့်တဲ့ချိန်မှာအဲ့လိုမျိုးလေးပြန်မြင်လိုက်ရတော့အမောပြေရဲ့ပေါ့เนาะအော်ငါတို့ဒီစင်းလေးမှာတော့ဒီလောက်ပင်ပန်းခံပြီးငါတို့စူးစမ်းခဲ့ရလीမိုးတွေလေး းလေးကိုစောင့်ပြီးတော့ရိုက်ခဲကြတာလေးအဲအဲ့လိုမျိုးကဒီလိုမျိုး result လေးထွက်လာတော့အော်ဒီလိုလေးပါလားဆိုရယ်ပီတီတော့ဖြစ်ပါတယ်ကြည့်ဖြစ်တယ်အာအရှိရငယ်ဘွားတွေလည်းတန်တန်ကြည့်တယ်ဟိုသူတို့ရိုက်နေတဲ့အချိန်ကိုရီးယားအားတဲ့ခါရှိရယ်မအားတဲ့ခါရှိရယ်ဆိုတော့စဉ်းနိုင်အောင်သွားပြီးမကြည့်နိုင်ဘူးမကြည့်နိုင်တဲ့ခါကျတော့အဲတက်လာတဲ့ခါကျတော့ မကြည်ရလေကြည်ရတဲ့ခါကျတော့အော် တော်လိုက်တာလို့သူတို့တွေငယ်ဘွားလေးဆိုလို့ရှိရင်လည်းတကယ်ကိုစနိုးဆိုလဲစနိုးနေရာနန်းချိန်ဆိုလဲနန်းချိန်နေရာနေနေဆိုလဲနေနေနေရာအကုန်လုံးအကုန်လုံးထောင်းစီပြီးတော့တော်လိုက်တာလို့ပြောရတဲ့ဒီပါပဲဟုတ်တယ်ကိုရှင်ဝေလာအပြင်မှာလည်းအဲ့လိုအစနောက်တန်လဲအရန်လဲသဘောကောင်းတဲ့အကိုပါလို့ဟိုလိုနေနေလို့တော့ဇက်ကားတွေကနေနေလို့တော့အဲ့လိုမျိုးကြီးကိုမကြိုက်တာကြီးကိုသိရမလားအတင်းဟိုကဖြစ်တဲ့အောင်မဟုတ်ကိုကြီးကအပြင်မှာလည်းတကယ်ကိုစိတ်ထားကောင်းပြီးတော့အဲ့လိုဆက်ဆံနောက်နောက်နဲ့ပို့ပပနေတတ်တဲ့သူမျိုးပါ အာရှိရပါဗောဒါကတော့အပိုင်းတစ်တေမှာပါမှာဆိုတော့ဆက်ပြီးတော့စောင့်ကြည့်လိုက်ဒါလေးအာသူတို့တူကြီးတွေအဲဒီအန်တီမာနဲ့ KT နဲ့တူကြီးတွေအိမ်မှာဘလိုတွေမှုေအောင်မလဲစနိုးနဲ့ဘလိုတွေပြဿနာကြီးဖြစ်ကြအောင်လဲဆိုတော့အများကြီးကြံသေးတယ်ဟုတ်ဒီဇက်ကားလေးကအနောက်မှာ၁၀ဘိုင်းလောက်ကြံသေးတယ်ဗောနော်အဲ့တော့အားပေးပေးပါအောင်လို့ပြီးတော့တနက်နောက်ထပ်နောက်ထပ်ရိုက်ထားတဲ့ဇက်ကားလေးတွေ on air တက်လို့ရှင်လဲတနက်အောင်အားပေးပါအောင်လို့ပြောချင်ပါတယ်ဟိုဘီလိန်ဇက်ကောင်ကြီးရိုက်လို့ရှင်လဲအရင်မမုံနဲ့နော်